ူအားပေးနေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်မင်္ဂလာပါရှင်ဒီကနေ့ဧပြီလ9ရက်နေ့မှာထွက်ရှိလာတဲ့သတင်းစာကြားနေတဲ့ကကောင်းတို့ရရာတွေကိုတင်ဆက်ပေးနေတဲ့သတင်းစာပေါ်ကဖတ်စရာများအစီအစဉ်ရဲ့ဒုတိယပိုင်းကိုပြန်လည်စတင်မှာပဲဖြစ်ပါတယ်ဒီအစီအစဉ်ကိုတော့ကျွန်မမေတ္တာချန်နဲ့တူကျွန်မခမ်းမင်းတို့ကတင်ဆက်ပေးတော့မှာပါရှင်ဟုတ်ကဲ့ပါရှင်ကျွန်မလေးပထမဆုံးအနေနဲ့ဟုတ်ပထမဆုံးအနေနဲ့7 day daily ပေါ့နော်သတင်းတစ်ပုဒ်ကိုဖတ်ပြပေးချင်ပါတယ်ဟုတ်ကဲ့ပါကိုကန့်လက်နက်ကင်အဖွဲ့အတွင်းရေးမှူးဦးထွန်းမြတ်လင်းကိုဖမ်းရမ်းထုတ်ဆွဲတဲ့သတင်းလေးပါ ကိုကန့်လက်နက်ကင်အဖွဲ့အတွင်းမှဖုံချရှင်ရဲ့တမတ်ဥထွန်းမြင့်လင်းကိုကိုကန့်ဒေတာနဲ့ပတ်သက်၍တမတော်ရဲ့ဆောင်ရွက်မှုများအောင်မြင်မှုပြပြစီရင်ရည်ရွယ်ရေးပြည်တွင်းပြည်ပမီဒီယာများအားမဟုတ်မမှန်သတင်းပေးမှုဖြင့်တမတော်စစ်ခုံရုံးကအရေးပေါ်စီမံမှုဥပဒေဖြင့်တရားစွဲဆိုကဖမ်းရန်ထုတ်လိုက်ပြီဖြစ်ကြောင်းသတင်းရရှိသည်။လောက်ကင်ဒေတာတိုက်ပွဲများကြောင့်စစ်အုပ်ချုပ်ရေးကြီးညာပြီး48ရက်အကြာတွင်ဥထွန်းမြင့်လင်းကိုတရားစွဲဝရမ်းထုတ်ပြန်ခြင်းဖြစ်သည်။ကိုကန့်ဒေတာကိုဖေဖော်ဝါရီလ18ရက်နေ့မှစတင်ကား စီအုပ်ချုပ်ရေးကြညာခဲ့ပြီးလောက်ကင်မြို့နယ်ရဲတပ်ဖွဲ့ကတရားလိုပြုလုပ်ခါအမှုဖွင့်လိုက်ခြင်းဖြစ်ကြောင်းရှမ်းပြည်နယ်ရဲတပ်ဖွဲ့အဖွဲ့မှတင်ပြရရှိပါတယ်။ဥထုမြင့်လင်းကိုတရားစွဲဆိုရမှာနိုင်ငံတော်ညီဝိပြပြရေးကိုထိန်းသိမ်းစောင့်ရှောက်နေသောတမတော်ရဲ့လုပ်ငန်းကိစ္စရဲများအောင်မြင်ရေးနှောင့်နှင်းစီရန်နဲ့ပြပြစီရင်ကြံရွယ်ပြီးပြည်တွင်းပြည်ပမီဒီယာများအားမဟုတ်မမှန်သတင်းစကားများပေးပို့နေသောမြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ MNDAA အတွင်ရေးမှုနှင့်ပြောရေးဆိုခွင့်ရှိသူဦးထွန်းလွင်ခဦးထွန်းမြက်လင်း ဖုံအားတီခတုံခဲချံကိုအရေးပေါ်စီမံမှုအဥပဒေ၅ကကြီး၅ခခွေကျင့်၅တနှစ်အရာတရားခံပြီးဖြည့်ကျင်ညာခြင်းဖြစ်ကြောင်းတင်ရရှိပါတယ်။ဥထုမြင့်လင်းဟာဖုံကြားရှင်ရဲ့တမတ်တော်ဆက်ပြီးဖုံကြားရှင်ရဲ့ပထမဇနီးမမွေးသော၅ဦးမြောက်သမီးရဲ့ခင်မွန်းဖြစ်သည်။ယခုအခါဥထုမြင့်လင်းသည်မိသည့်နေရာတွင်နေထိုင်နေသူကိုမသိတော့လဲတရားဆွဲဆိုရာမှာပြည်ဦးတွင်မြို့တွင်နေထိုင်သူအဖြစ်တရားဆွဲဆိုထားသည်။လက်ရှိလောက်ကင်ဒေတာဥထုရေးပိုင်းနှင့်ပတ်သက်ပြီး ပြည်내အဆင့်ရဲရာရှိကြီးတူကစေယုတ်ချုပ်ရင်နင်ဖန်းနာတွေဖန်တရားစွဲတာတွေစွဲထောင်ပို့တာတွေလည်းပို့ပေါ့တချို့မမိသေးတာတွေလည်းရှိတယ်မူရစ်စေရီကတော့တောက်လျှောက်မိနေရပေါ့လို့ပြောပါဗျကိုကန့်ဒေတာမှာစရုပ်ချိုရေးစတင်ခဲ့တဲ့ February 18ရက်နေ့မှာ AB လ6ရက်နေ့အတွင်းအမှုမျိုးစုံ440အမှုမျိုးစုံ44မှုဖမ်းဆီးခဲ့ကအမျိုးသား89ဦးနဲ့အမျိုးသမီး2ဦးကိုတရားစွဲဆိုခဲ့ကြောင်းသတင်းရရှိသည့် စစ်တရားရုံးကအရေးယူခဲ့သည့်အမှုများမှာမူးယစ်မှုလူရဲမှုမတရားအသည့်နှင့်ဆက်သွယ်မှုခိုးမှုကြောင်းမြတ်ဥပဒေလဝကအပ်ဥပဒေမတင်ကားမှုများပါဝင်ပြီးအမြင့်ဆုံးထောင်ဒဏ်35နှစ်မှအနည်းဆုံး2နှစ်အထိချမှတ်ခဲ့ကြောင်းတင်ရရှိပါတယ်။ဟုတ်ကဲ့ပါ။ဒါလည်းဒီကိုကွက်နဲ့ဆိုင်တဲ့သတင်းလေးတစ်ခုပါပဲနော်။အခုနောက်ထပ်သတင်းတစ်ခုနဲ့မှဖတ်ပြမှာတော့ Daily 11သတင်းစာကပါတဲ့သတင်းတစ်ခုကိုဖတ်ပြခြင်းပါတယ်။စာမျက်နှာ20မှာပါတဲ့သတင်းလေးပါ တရုတ်တစ်ခိုးကိုင်းမှာခုတ်လဲထားတဲ့တစ်လုံ၄000ကျော်ထပ်မံတွေ့ရှိဆိုတဲ့သတင်းမှာဖမ်းမိထားတဲ့တရုတ်တစ်ခိုးကိုင်းများခုတ်လဲထားတဲ့တစ်လုံ၄000ကျော်ထပ်မံတွေ့ရှိကြောင်းတစ်တော်ဦးစီးဌာနစုံစမ်းရေးဌာနကသတင်းရရှိပါတယ်တရုတ်နိုင်ငံသားများတင့်များကိုတရားမဝင်ခုတ်လဲခဲ့ရမှာဝိုင်းမော်ဒေသအတွင်းရှိနေမီတဝိုက်မှာပြန်ကျဲစွာလုက ାଇ ခဲ့ခြင်းဖြစ်ပြီးဝိုင်းမော်မြို့တွင်း၌အရှိအနောက်ခွဲပြီးစစ်စစ်ရှာဖွေမှုများကိုလက်ရှိချိန်မှာလုံဆောင်နေခြင်းဖြစ်တောင်းသိရပါဗျာ။ လက်ရှိအချိန်ထိဖမ်းဆီးရမိတဲ့တစ်လုံးစုစုပေါင်းမှာ16122လုံးဖြစ်ပြီးတစ်တန်ချိန်မှာရေတွက်ပြီးစီးသည့်တစ်လုံးရေ11332လုံးရတန်ချိန်3121.985တန်ရှိကြောင်းတတော်ဦးစီးဌာနကတွက်ချက်ထားပါတယ်2015ခုနှစ်ဇန်နဝါရီလအတွင်းကတရုတ်တစ်ခိုးကိုင်းတစ်ခုကိုဖမ်းဆီးရမိခဲ့ပြီးအဆိုပါတစ်ခိုးကိုင်းမှာတရုတ်နိုင်ငံသားစုစုပေါင်း138ဦးဖမ်းဆီးရမိခဲ့က ၎င်းတို့အနေဖြင့်စီမံကိန်းတစ်ခုတစ်ဖွဲ့တစ်ခိုးထုတ်မှုကိုနှစ်စဉ်လုပ်ကင်ခြင်းခဲ့ခြင်းဖြစ်တယ်ဆိုပြီးတော့တတော်ဦးစီးဌာနကတာဝန်ရှိသူတို့ကပြောထားပါဗျ။တတော်ဦးစီးဌာနကတာဝန်ရှိသူတို့ကပဲပြောထားတာကတော့အခုသူတို့လုပ်နေတဲ့နေရာတွေကအမဲရောင်နေမြေတွေလေတော်ယုံအင်အားနဲ့သွားစစ်ဆေးလို့မရနိုင်ခဲ့ဘူးဆိုပြီးပြောကြားထားပါဗျ။တစ်ခိုးထုတ်ရတဲ့အသုံးပြုခဲ့တဲ့မြေတူးဆက်တစီ ဝန်ဆွဲရင်3စီကရိန်2စီတစ်တင်ရင်436စီပါကြဲလို4စီနှက်ခမ်းတွဲရင်2စီစိုက်ကဲ6စီတို့ကိုဖမ်းဆီးနိုင်ခဲ့ကြောင်းလည်းဒီမှာဖော်ပြထားပါဗျ။အခုဖမ်းဆီးရမိခဲ့သောတရုတ်နိုင်ငံသားများကိုကချင်ပြည်နယ်အကျဉ်းထောင်များတွင်ဖမ်းဆီးထားပြီးစစ်ဆေးမေးမြန်းမှုများဆက်လက်ပြုလုပ်လျက်ရှိကြောင်းကချင်ပြည်နယ်အစိုးရဖွဲ့ထံကသိရပါဗျ။2015ခုနှစ်ဇန်နဝါရီ2ရက်မှစတင်က တမတော်ရထောင်လန်ရရှိမှုဖြစ်တစ်ခိုးထုတ်နေသည့်တရုတ်နိုင်ငံသားတစ်ခိုးထုတ်ဒီခံရဖမ်းဆီးနိုင်ခဲ့ခြင်းလည်းဖြစ်ပါတယ်။ဘိန်းပါဝဲမူရစေများကိုလည်းဖမ်းဆီးနိုင်ခဲ့တာကြောင့်မူရဥရဖြစ်အစိုးရမှတရားဆက်ဆိုသွားမည်ဟုကချင်ပြည်နယ်အစိုးရဖွဲ့ကအတည်ပြုပြောကြားထားပါတယ်။တရုတ်နိုင်ငံနေဖြစ်ယခုဖြစ်စဉ်မှာ၎င်းတို့ရဲ့နိုင်ငံသားများအခွင့်အရေးအတွက်ကာကွယ်ပြောဆိုမှုများကိုလည်းပြုလုပ်ထားပါသေးတယ်။တရုတ်နိုင်ငံသားများမှာမြန်မာနိုင်ငံအတွင်းသို့2012ခုနှစ်မှစတင်က ်တစ်အပါဝင်တယံဇာတများကိုခိုးထုတ်နေသည်ဟုတစ်တော်ဦးစီးဌာနတာဝန်ရှိသူတို့ကပြောကြားခဲ့ပါတယ်။ရခင်ကာလများကတစ်အပါဝင်တယံဇာတများခိုးထုတ်ခဲ့တဲ့တရုတ်နိုင်ငံသားတွေကိုတစ်တော်ဥပဒေလာဝကဥပဒေတို့ဖြင့်အရေးယူပါကအနည်းဆုံးထောင်နဲ့တစ်နှစ်မှ၅နှစ်အထိချမှတ်နိုင်ခြင်းရှိတော့လေငွေတန်နဲ့ပြည်နေတန်ပေးသည့်ပြစ်တန်များသာအများဆုံးချမှတ်ခဲ့ပါတယ်။တစ်ကိုထုတ်ခဲ့တော့တရုတ်နိုင်ငံသားများကိုပုံမှန်၆တစ်အပြင်လာဝကဥပဒေဖြင့်ထပ်မံအရေးယူရန်ဥပဒေရှိချောင်းကိုလည်းစီစဉ်နေရဆိုပြီးတော့ဒီမှာ Daily Level ကဖော်ပြထားပါတယ်ရှင်။ နောက်ထပ်သတင်းတစ်ခုအနေနဲ့ရောဒီမှာလေးပါများယူထားတယ်။သတင်းတစ်ခုအနေနဲ့ The Voice ကသတင်းလေးတစ်ပုဒ်ပေါ့နော်။ဟုတ်ကဲ့ပါ။ဟုတ်ကဲ့ပါ။ရွှေစင်စက်ကြာရင်လိုင်းကရွှေတန်လွင်မီဒီယာကိုနင်းနာကြီးတသိန်းတထောင်တောင်းခံဆဲသတင်းလေးပါ။ရွှေတန်လွင်မီဒီယာကုမ္ပဏီပိုင် MNTV ရုပ်သံတိုင်းကထုတ်လွှင့်ခဲ့သောသတင်းတွင်ရင်လိုင်းအမိမှားယွင်းဖော်ပြခဲ့မှုနှင့်ပတ်သက်၍ရွှေစင်စက်ကြာခီးတဲ့တင်ရင်လိုင်းကအထွေထွေနင်းနာကြီးအဖြစ်တသိန်းပေါင်းတထောင်တောင်းခံလိုက်ကြောင်းအဆိုပါခီးတဲ့တင်ရင်လိုင်းရဲ့ရှေ့နေဦးနေလာကပြောကြားပါဗျ။ ရန်ကုန်မန္တလေးအမြင်လမ်းမကြီးမိုင်တိုင်120နီးတွင်ဧပြီလ5ရက်နေ့ည7:00နာရီခန့်ကမန်းရစာခီးတဲ့တင်ဂျင်လိုင်းနဲ့ရွှေစင်ဆက်ကြခီးတဲ့တင်အင်ဂျင်လိုင်းတို့မတော်ရင်မတော်ဆမှုဖြစ်ပွားခဲ့တဲ့တဲ့တင်ကိုရွှေဆက်ကြရင်လိုင်းအစားရွှေစင်ဆက်ကြရင်လိုင်းလို့မာယွင်းဖော်ပြမှုမာယွင်းဖော်ပြထုတ်လွှင့်ခဲ့မှုကြောင့်ရင်းကဲ့သို့နင်နာကြီးတောင်းခံရခြင်းဖြစ်ကြောင်း၎င်းကပြောကြသည်သူတို့6ရက်နေ့ကမနက်ခင်းကဒီတဲ့တင်ကိုပုံစာတန်းဖော်ပြနေပါတယ် ကျွန်တော်တို့ကဒါမှားနေတယ်လို့ပြောတာကိုလက်မခံဘဲထက်လွင့်နေခုနှစ်ရက်နေကြမှသတင်းအမှန်ပြန်လွင့်နေဒါပေမဲ့မှားပြီးဖော်ပြခဲ့တာဆိုတာမပြောသွားဘူးလို့၎င်းကပြောဆိုတယ်ရင်းတို့မှားရင်းဖော်ပြမှုကြောင့်ရွှေစင်စက်ကြာရင်လိုင်းရဲ့ဂုံတိတ်ခါထိခိုက်ကြောင်းနဲ့တကြံတွင်ကာလာခီးသွားရသည့်တွင်ခီးသွားပြည်သူများရဲ့ယုံကြည်မှုပြပြခြင်းနဲ့ဝေဖန်မှုများခံနေရကြရွှေစင်စက်ကြာရင်လိုင်းရဲ့တာဝန်ရှိသူတို့ကပြောကြပါတယ် ဒီလိုက်မစည်းနဲ့စီးရင်ထက်ပြုံးမှာပဲဆိုတာတွေရောလက်မဲ့ဝယ်ပြီးတော့လာမစည်းရတဲ့သူတွေတောင်ရှိတယ်ဒီကိစ္စကကျွန်တော်တို့တော်တော်ကြီးနင့်နာစေရလို့၎င်းကပြောဆိုပါတယ်ရင်းတို့ရွှေတန်လွင်မီဒီယာကိုနင့်နာခြင်းတွေတောင်းခံတဲ့ notice စာကိုနိုင်ငံပိုင်သတင်းစာတစ်ခုဖြစ်တော့မြမအလင်းသတင်းစာတွင်ထည့်သွင်းရညှဉ်းဆန်ခြင်းခံရတာကြောင့်ပုတ်ကလစ်ကသတင်းစာတစ်ဆောင်ဖြစ်တဲ့ Daily 11သတင်းစာတွင် notice စာထည့်သွင်းဖော်ပြခဲ့ခြင်းဖြစ်ကြောင်းရှေ့နေဦးနေလာပြောဆိုပါတယ်အဆိုပါကိစ္စနဲ့ပတ်သက်ပြီးရွှေတန်လွင်မီဒီယာကုမ္ပဏီတို့တယ်လီဖုန်းဖြင့်ဆက်သွယ်မေးမြန်းတော့လဲ ရင်းကိစ္စကိုအစည်းအဝေးလုပ်နေတော့ကြောင့်ပြောနိုင်သေးဘူးလို့ဆိုပါကုမ္ပဏီကတာဝန်ရှိသူတူကပြောကြားလိုက်ပါတယ်။ဟုတ်ကဲ့ပါ။နောက်ထပ်သတင်းတစ်ခုအနေနဲ့ကတော့မြဝတီကသတင်းတစ်ခုပေါ်မှာဖျက်ပြပေးလိုက်ပါမယ်။မနက်များလွှဲပြောင်းရောက်ချခြင်းကိုတွေ့ရှိပါကစပုံဝင်များကိုတန်ကြီးဖြစ်သိမ့်စီမီဆိုတဲ့တဲ့မှာ မြမရိုးရတကြံကာလတွင်မန္တများကိုရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မန္တနေရာချထားရေးကော်မတီမှစီစဉ်၍ခွင့်ပြုပေးလျက်ရှိရာမန္တရရှိသူများအနေဖြင့်မန္တများလွှဲပြောင်းရောင်းချခြင်းကိုစစ်ဆေးတွေ့ရှိပါကမန္တခွင့်ပြုချက်အားပေးဖြတ်ပြီးပေးကျင်းထားသောစပေါ်ငွေများကိုတန်ကြီးဖြစ်သိမ်းဆည်းမိဖြစ်ကြောင်းရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မန္တနေရာချထားရေးကော်မတီကသိရသည်ဆိုပြီးများပါရီကဖော်ပြထားပါသည် ယခုနှစ်မဟာဒကြံပွဲတော်မှာရန်ကုန်တိုင်းဒေသကြီးအတွင်းဒီကစားမတ်တက်ကြီးနှင့်မန်တက်စုစုပေါင်း200ကျော်ကိုဆောက်လုပ်ခွင့်ပြုထားကြောင်းရင်းသူချပေးထားရတွင်ကံတော်ကြီးပတ်လန်း၌မန်တက်အကြီး42ခုကပ ాయి ဖျားလန်းတွင်မန်တက်ကြီး152ခုမြို့နယ်ချိုး၌မန်တက်အကြီး6ခုနှင့်မန်တက်အလက်စုစုပေါင်း200ကျော်ကို ရန်ကုန်မြို့တော်စီပင်သာယာရေးကော်မတီမှဆောက်လုပ်ခွင့်ပြုခဲ့ကြောင်းမန္တန်နေရာချထားရေးဆက်ကော်မတီမှသိရပါဗျ။ဒကြံပွဲတော်ရက်များအတွင်းရေကစားမန္တန်များအနေဖြင့်ယာယီရေဆက်သွယ်ခွင့်လျှောက်ထားရ၌ဒကြံအကျိုးနေ့တွင်နောက်ဆုံးလျှောက်ထားရမည်ဖြစ်ပြီးရေသွယ်ခွင့်ရရှိပါကကော်မတီပိုင်ရေပိုက်လိုင်းမှအသုံးပြုပါကတပေပိုက်သွယ်တန်းလေးငွေကျပ်3သိန်းတပေခွဲပိုက်သွယ်တန်းလေးငွေကျပ်2သိန်းနဲ့နှစ်ပေပိုက်သွယ်တန်းလေးငွေကျပ်3သိန်းပေးဆောင်ရမည်ဖြစ်ပြီးအေရကန်နေကန်တော်ကြီးကံမှာသွယ်ယူအသုံးပြုပါက 3ပေပိုက်သွဲတန်းလင်းငွေကျပ်3သိန်း4ပေပိုက်သွဲတန်းလင်းငွေကျပ်5သိန်းနဲ့6ပေပိုက်သွဲတန်းလင်းငွေကျပ်8သိန်းပေးဆောင်ရမယ်ဆိုပြီးဖော်ပြထားပါတယ်။ထို့ပြင်တကြံပွဲတော်တွေရေပက်ခံကားများတွင်တတ်မှတ်ထားသောလူကြီးတွေထပ်ပုံမှုတင်ဆောင်ခြင်းများမပြုကြရန်နှင့်အရက်တေစာတောက်စားပြီးမော်တော်ယာဉ်မောင်းနှင်ခြင်းများမပြုကြရန်သက်ဆိုင်ရာကစစ်ဆေးသွားမယ်လို့လည်းဖော်ပြထားပါတယ်။ထို့ပြင်ရေကစားမှန်တပ်များတွင် CCTV ကင်မရာများကိုဧပြီ10ရက်မွန်တဲ့ စနေနိုင်နောက်ဆုံးထားရတက်ဆင်ရမည်ဖြစ်ပြီးနေ့စဉ် CCTV record များကိုတက်ဆင်ရကုတ်ကဲမှုရုံများသို့ည၈နာရီထက်နောက်မကြဘဲပေးပို့ရမှာဖြစ်ကြောင်း CCTV တက်ဆင်ထားခြင်းမရှိပါကငွေကျပ်၁၀သိန်းပေးဆောင်ရမည်ဖြစ်ကြောင်းသိရပါဗျာ။ မဟာတကြပ်ပွဲတော်ကာလတွင်လုံခြုံရေးတပ်ရဲတပ်ဖွဲ့အင်အားတထောင်ကျော်တာဝန်ချသွားမည်ဖြစ်ပြီးရဲတပ်ဖွဲ့ကိုမန်နက်များ၌လှည့်ကင်းတာဝန်ချထားခြင်းအသင့်ချထားခြင်းနှင့်အထိုင်ချထားခြင်းတို့ဖြင့်လုံခြုံရေးကိုတိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ယုံကသိရသည်ဆိုပြီးတော့ဒီများဝေဒီကသတင်းဖော်ပြထားပါတယ်မှာလေး။ ဟုတ်ကဲ့ပါရှင်ဒီသတင်းလေးနဲ့ပဲဧပြီလ9ရက်နေ့မှာထွက်ရှိလာတဲ့သတင်းစာချန်နယ်တွေကကောင်းတို့ရရာတွေကိုတင်ဆက်ပေးနေတယ်သတင်းစာဘောကဖတ်ဆရာများအစီအစဉ်ရဲ့ဒုတိယပိုင်းကိုဒီမှာပဲရန်နာလိုက်ပါတယ်ဒီ VP ကိုကြည့်ရှုအားပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်